ဘောက်ဆင်ဒေးအတွက်ကစားသမားတိုင်းကိုလိုအပ်နေပါတယ်။လူမဲမင်္ဂလာပါရှင်။စပော့ဘာကနေကြိုဆိုလိုက်ပါတယ်။နင်းနေတဲ့ဘဘွဲကြရင်စောင်းဝင်လာပြီဆိုရင်အင်္ဂလန်ရဲ့ဘောက်ဆင်ဒေးတွေကလည်းပြည်သက်တွေကိုကြိုဆိုနေပါတယ်။ တုံးရက်တပွဲနှုံလောက်ကစားသွားမှာဖြစ်လို့အတင်းတိုင်းကကစားသမားအားလုံးကိုလိုအပ်ပါတယ်။ဒီမှာပြောစရာရှိတာကမိုဆာလာ၊အမ်စလော့နဲ့လီဗာပူးတို့ကြားကဆက်နွယ်မှုပါပဲ။ပြီးခဲ့တဲ့ပွဲစဉ်မှာဆာလာမပါလို့နိုင်သွားတယ်ဆိုပြီးတော့ပြောနေကြတဲ့ပြိတ်သက်တော်တော်များများရှိပါတယ်။ဒါကိုနီးပြကြီးအမ်စလော့ကတိတ်ပြီးတော့မှသဘောမတွေ့တဲ့ပုံပါပဲ။သူ့အနေနဲ့မိုဆာလာကိုအရန်ခုံမှထားခဲ့ရတာကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ မူဆာလာကအတင်းအထွက်အရေးပါခဲ့တဲ့ကစားသမားကောင်းတဦးဖြစ်ကြောင်းနဲ့အခုထိလည်းအရေးပါနေဆဲဖြစ်ကြောင်းကိုပြောဆိုထားပါတယ်။ဆယ်ရဲအတွင်းလေးပွဲကစားခဲ့ရတာကြောင့်မလို့ကစားသမားတွေကိုစီစစ်ရွေးချယ်ရကြောင်းနဲ့လာမယ့်ပွဲမှာမူဆာလာပမပါကိုစောင့်ကြည့်သွားကြတာပေါ့လို့ပြောဆိုထားပါတယ်။ဟမ်စလော့ပြောပုံကိုထောက်လို့ရှိရင်မူဆာလာအနေနဲ့လာမယ့်ပွဲမှာပါဝင်ခွင့်ရဖို့ကရာခိုင်နှုန်းများနေပါတယ်။ဒါကြောင့်လည်းပဲတချို့လီဗာပူးပရိသတ်တွေစိုးရိမ်နေကြတာပါ။လာမယ့်ပွဲစဉ်ကဆန်နာလန်နဲ့ကစားသွားရမှာပါ။ ချနာလန်ကလက်ရှိအဆင့်6မှာယက်တည်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အသင်းရဲ့ရွေးရှားပုံကပြင်းပြန်ဖြက်လက်နေတဲ့အသင်းတစ်သင်းမှာအင်ကွင်းမှာဆိုပေမဲ့လို့လေလီဗာပူးအတွက်ကတော့ခက်ခဲလာအောင်မတည်ကြပါဗျ။ဆိုတော့ဝက်ဆန်နဲ့ပွဲစဉ်မှာရရှိခဲ့တဲ့မိုတီတွေကဒီစင်မှာပွဲချက် ကာလတခြားတည်ဆောင်သွားနိုင်ခြင်းမရှိဘဲနဲ့ဆနာလန်နဲ့ပွဲစဉ်မှာပြတ်ကြမကြံခဲ့ဖို့အရေးကြီးနေပါတယ်။ဒါကြောင့်လည်းပဲအမ်စလော့အနေနဲ့ချင်းရီကိုရှောက်မလုပ်ဖို့မျှော်လင့်နေရတာဖြစ်ပါတယ်။အထူးသဖြင့်ကတော့ညာနောက်ခံနေရပါ။ ဝါဆန်နဲ့ပွဲစဉ်မှာဂိုမက်စ်တယောက်ဘယ်လိုကစားခဲ့လဲဆိုတာကိုအားလုံးလည်းအသိပါပဲ။ဂိုမက်စ်ဝင်ထောက်ထားတော့ကိုနာတီးကပါခြေစွမ်းနေတက်လာပြီးတော့ဘန်နိုင်လည်းဝင်ပေါ်သွားခဲ့ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်ဂိုမက်စ်ဆိုတာကဒီပြကြီးရန်ကန်ကလော့ပ်ခေတုံးကကိုနာတီးကိုတောင်ကြော်လွန်ပြီးတော့မှဗန်တိုင်းနဲ့တွဲဖက်ပြီးကစားခဲ့ရတဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာဒရာကြောင့်မလို့တာနောက်ကျကြံခဲ့တာပါ။ဒါမဲ့ပွဲမှာဆိုလို့ရှိရင်မိုဆာလာကိုနေရာပြန်ပေးဖို့ဖြစ်လာပြီဆိုလို့ရှိရင်တော့အမ်စတော့အနေနဲ့ညာနောက်ခံနေရာမှာ စူဘူကိုပြန်ပြီးတော့ထားသုံးနိုင်ပါတယ်။စူဘူကတော့ကြာရခန္ဓာကနေအကောင်းဆုံးပေးဆက်ကစားအောင်မှာဆိုပေမဲ့လည်းအစာပိုင်းရုံးကန်ခဲ့ရတဲ့အခြေအနေတွေကိုပြန်ရောက်သွားမှာကိုစိတ်ပူနေရပါတယ်။ဖြစ်တဲ့နဲ့အစုအဖွဲ့နဲ့နေရာပေးတဲ့ကစားသမားတွေကိုပဲဦးစားပေးရွေးချယ်စီစဉ်တာမျိုးဖြစ်ပါတယ်။ဆန္ဒလန်ပြီလို့ရှိရင် Lead Brighton တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့ဒီ၃ဘွဲလုံးအနိုင်ကစားနိုင်ပြီဆိုလို့ရှိရင်ကတော့ Liverpool ကပြန်ပြီးတော့မှဥမော်လာဖို့ရှိပါတယ်။ ဆိုတော့ဆန္ဒလန်းနဲ့ပွဲစဉ်ကတော်တော်လေးကိုအရေးပါနေပါတယ်။ကံကောင်းတာတစ်ခုကလီဗာပူးရဲ့ဘဲတောင်မန်ကစားသမားဖြစ်တဲ့ဂပူကလည်းတင်ငိမ့်နဲ့ခြေစွမ်းကောင်းတွေကိုပြသနေနိုင်တာပဲဖြစ်ပါတယ်။အကောင်းဆုံးအရာတွေကိုမျှော်လင့်ရင်းနဲ့အဆိုးဆုံးအရာတွေကိုလည်းရင်ဆိုင်ဖို့အသင့်ဖြစ်နေပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဆိုးရွားတဲ့အရာတွေချားတဲ့ဟူတော့ Amslot ဆွဲခေါ်မသွားဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါ။ ဘောင်စင်ဒီအတွက်ကစားသမားတိုင်းကိုလူအပ်တာမှန်ပါတယ်။ဒါပေမဲ့လည်းအသင်းရလက်ကောင်းစီကိုကြံဆောင်ဖန်နှီးနိုင်စီမဲ့ကစားသမားတွေကိုတော့ပို့ပြီးတော့မှလိုအပ်နေတာပဲဖြစ်ပါတယ်ရှင်။